Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဒီ weekend မှာဆိုလို့ရှိရင် Manchester United က Liverpool အင်းကို Anfield ကမှာကျွန်တော်တွားပြီးတော့ကစားမယ်ဆိုတော့ Liverpool နဲ့ပွဲမှာအသင်းရဲ့တိုက်စစ်မှာဆိုလို့ရှိရင်ဘယ်သူတွေပွဲထွက်လာမလဲဂိုးသမားကွန်းလေနောက်တန်းဘယ်သူတွေပွဲထွက်လာမလဲဆိုတာတွေကျွန်တော်တို့ကတော့အများကြီးစိတ်ဝင်စားဖို့ကျွန်တော်တို့ကောင်းနေပေါ့လေ Liverpool အင်းရဲ့ဘက်က၃ပွဲဆက်တိုက်သူတို့ရှုံးနေထားတဲ့အခါကျတော့ဒီ International Break အပြီးပြန်ကစားတဲ့ကိုရီနဲ့ပွဲမှာ အမှန်ကန်ဆလိုနိုင်ပွဲတွေပြန်ရဖို့အတွက်သူတို့ကြိုးပမ်းလာမှာပဲဆိုတော့ကိုရီမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်းအဲ့ဒါလိုဟာဒီကိုကိုရီကဖြစ်မလာအောင်ကျွန်တော်တို့ကစန့်ကျင်ရမှာလေဘာလို့ကွင်းမှာကိုရီအနိုင်ရတယ်ဆိုတာကဒီဘက်နောက်ပိုင်းတွေမှာတော်တော်ကိုရှားပါတယ်အဲ့ဒီတော့ United အနေနဲ့လွယ်ကူမှာမဟုတ်ဘူးလေဘာလို့ပါသာသူကသူ10ပွဲပဲရှုံရှုံ9ပွဲပဲရှုံရှုံ3ပွဲဇက်တိုက်ပဲရှုံရှုံကိုရီအနေနဲ့ MV ကွင်းကိုသွားကစားတဲ့အခြေအနေမျိုးမှာလွယ်လွယ်ကူကူတော့ကျွန်တော်ဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီတော့ United အနေနဲ့ကျွန်တော်တို့က MV မှာသွားကစားမယ့်အနေအထားမျိုးမှာတိုက်စစ်ပိုင်း ဘသူတွေပွဲထွက်လာနိုင်ခြေရှိတယ်လေပေါ့ဒီနေရာမှာအဓိကကျွန်တော်ဒီကျဲမှာဆွေးနွေးတင်တာကမေဆန်မောက်နဲ့မက်ဒီစ်ကွန်ညာပေါ့နော်ဘသူပွဲထွက်လာနိုင်ခြေရှိတယ်လေပေါ့ညီကတို့ရောလီဗာပူးနဲ့ပွဲမှာဘသူပွဲထွက်လာတင်နေထင်ကြလဲအဲဘာကြောင့်လို့လဲကျွန်တော်ညီကတို့ထင်ကြလဲနော်ကွန်မတီမှာဆွေးနွေးရပါအောင်ဆိုတော့အဓိကတော့ကျွန်တော်တို့နှစ်ယောက်စလုံးနဲ့ပွဲထွက်လာကောင်းထွက်လာနိုင်နေပေါ့နော်ဘာလို့လဲဆိုတော့နီးပြအမ်ဘိုရီဟာသူတို့နှစ်ယောက်စလုံးကိုတပြိုင်နဲ့သူအနေနဲ့ထားသုံးဘူးလို့ပဲအဲအဲ့တော့ကတော့ဘင်ဂျမင်ရှက်ရှ်ကူတို့ဘာလို့က ဒီဘယ်လိုပြောမလဲပွဲကစားခွင့်နေပုံမှန်မရသေးဘူးပေါ့လေမရသေးတဲ့အပြင်သူ့ကိုအရင်ဆုံးအထိုင်ချဖို့ကျွန်တော်တို့ကကြိုးပမ်းနေရတဲ့ချိန်ဆိုတဲ့အခါကျတော့ဒါမေဆန်မောင်းကနံပါတ်10ရူမက်တစ်ကွန်ညာကတိုက်စစ်ဆိုပြီးတော့ယာတီအစတွေမှာကျွန်တော်သုံးခဲ့တာမျိုးကြီးကျွန်တော်ရှိတယ်ကိုဘက်ကဘရိုင်ယန်အမ်ဘူမူကတော့လုံးဝထိလို့မရတဲ့ကစားမှာအဲပြီးလို့ချင်းအာမက်ဒီယာလိုဒါမှမဟုတ်ဂျီဂူဒါလော့တို့ကလည်းဝင်းဘက်စီမှာကစားပြီးတော့ခန်းစစ်ကိုပြန်ကူရမယ်ကစားမားတွေအဲ့ဒီတော့ United အနေနဲ့ပေါ့နော်တိုက်စစ်မှာဟိုအခုဆိုဘင်ဂျမင်ရှက်ကူကလည်းပုံမှန်ပွဲထွက်ခွင့်ကျွန်တော်ရလာပြီဆိုတော့ ၊ကုညာနဲ့မီဆန်မောက်နှစ်ယောက်ထဲကတစ်ယောက်ပဲပါတော့မယ့်အနေထားမျိုးပါ။ဆိုတော့ဘသူပွဲထွက်လာတင့်လဲပေါ့။ဒီနေရာမှာဟိုအရင်လိုမျိုးပေါ့နော်ကျွန်တော်ရှက်ကူကိုခြံခဲ့ပြီးတော့သူတို့နှစ်ယောက်စလုံးကိုတပြန်နဲ့ပွဲထွက်ခွင့်ပေးတာမျိုးလေဖြစ်မလာနိုင်ဘူးလို့ပြောလို့မရပါဘူး။ဖြစ်လာလို့ကျွန်တော်မရတော့ဘူးပေါ့။ရှက်ကူကနောက်ဆုံးပရီးမီးယားလေးနှစ်ပွဲမှာနှစ်ပွဲဆက်တိုက်တွင်ထားပြီးတော့အတင်းမှာလူအပ်တဲ့ဂိုးတွေကိုသူတွင်းပေးနေပြီကျွန်တော်မြင်ကျင်တဲ့ဂိုးတွေသူ့စီကမြင်နေရပြီအဲ့တော့ဘင်ဂျမင်ရှက်ကူကို United ရဲ့ဘက်ကတက်နေသည်များဆိုသလို ဟိုအခွင့်အရေးတွေကျွန်တော်များများပေးဖို့လိုတယ်ပေါ့နော်သူတို့ပြင်လေပါဦးတို့လိုအသင်းမျိုးတွေနဲ့ပွဲတွေမှာဆိုလို့ရှိရင်အမြင်ဘောတွေနဲ့အဲလောင်းဘောတွေတွေကျွန်တော်တို့ပေါ့နော်ကောင်းရှင်တိုက်မယ်ကစားမှကျွန်တော်တို့လိုတယ်ဘန်တိုက်ကို ADA ဘိုင်းရ challenge လုပ်နိုင်မယ်ကစားမှကျွန်တော်တို့လိုတယ်ဆိုတော့ဘင်ဂျမင်ရှက်ကူကိုကျွန်တော်ကထည့်ပြီးတော့ကစားမှကိုကျွန်တော်ဖြစ်မှာပေါ့နော်အဲအဲ့ဒီတော့ဆန်နန်းနဲ့ပွဲကိုကျွန်တော်ပြန်ကြည့်ရင် မတ်တီးစ်ကညာကိုကျွန်တော်အရင်ကုန်ထားခဲ့ပြီးတော့မေဆန်မောင့်ကိုကျွန်တော်သုံးတယ်မေဆန်မောင့်ကလည်းပဲအဲ့ဒီပွဲစဉ်မှာတကယ်ကောင်းတဲ့ performance ကိုသူပြသွားပြီးတော့ injury ပြဿနာတွေကြောင့်တော့မဟုတ်ရင်သူဟာကစားမကောင်းတယောက်ဖြစ်တယ်ဆိုတာမျိုးဒါအပြင် Amorin ရဲ့စိတ်ကြိုက် player တယောက်လည်းဖြစ်တဲ့ခါကျတော့ဗောနော်ဒါသူ့ကိုကျွန်တော်အနေနဲ့ကစားခွင့်ရသင့်တယ်ဆိုတာမျိုးကြီးကျွန်တော်မြင်ရခဲ့တာဒါပေမဲ့ဒီဖက်ကလည်းမတ်တီးစ်ကညာကိုကျွန်တော်ကြည့်တော့လေဘယ်လိုပြောမလဲကညာဟာနီးပြ Amorin လက်အောက်မှာခေါ်ထားတဲ့ Amorin ရဲ့စိတ်ကြိုက်ကစားမှာ နော် MOD ရဲ့စိတ်ကြိုက်ကစားမမတီးစ်ကွညာကိုသူအရင်သဘောကျတဲ့နီးပြတယောက်အဲ့ဒီတော့သူကြိုက်တဲ့ကစားမနှစ်ယောက်စလုံးကိုတပြိုင်တည်းသုံးလို့မရဘူးဆိုတော့ချီနီမျိုးမှာဘသူ့ကိုကျွန်တော်အနေနဲ့အရန်ကူမှာထားလာမလဲပေါ့ဆန်ဒလန်နဲ့ပွဲကတော့ဗျာမီဆန်မော့ကတကယ် performance ကောင်းပြသွားတော့လေဘာဝူရူနဲ့ပွဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ပွဲထွက်ခွင့်ရသင့်တယ်ပေါ့နော်ရသင့်တယ်ပေါ့တိုးတော်လည်းပဲမီဆန်မော့နဲ့သူအကူညာနှစ်ယောက်ထဲကတယောက်ပဲယူရတော့မယ်ဆိုတော့ချီနီမျိုးဒီမှာဒါပြိုင်ဘက်ကိုကျွန်တော်ကြည့်ဖို့လိုလာပြီပေါ့ဟိုကျွန်တော်အထင်ကတော့ပေါ့နော်ဟိုဘယ်လိုပြောမလဲဒါ မီဆန်မောင်းကိုမကြိုက်လို့ဘာညာတော့မဟုတ်ဘူးဒါပေမဲ့မက်တစ်ကွညာကဒီစတင်နေလို့ထင်တယ်ဒီညမှာကစားမနှစ်ယောက်ကစားမနှစ်ယောက်ရဲ့ဘောနော်ကျွန်တော်ဒီအရေးပါပုံนี่ကလည်းကျွန်တော်ကြည့်ရသေးတာမီဆန်မောင်းဆိုလို့ရှိရင် passing ability ကောင်းတယ်နော် creative player ဖြစ်တယ်အဲပြီးလို့ရှိရင်ကျွန်တော်က defense ကိုအများကြီးကူနိုင်တဲ့ကစားမဖြစ်တယ်လှုပ်အားနှိုးကောင်းတဲ့နေရာမှာကျွန်တော်ပါတယ်ဘောနော်ဆိုတော့မီဆန်မောင်းဒီဒါအလားတမျိုးဒီကျွန်တော်မျှော်လင့်လို့ရတယ်ဆိုတော့မက်တစ်ကွညာကြီးကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်မက်တစ်ကွညာဒီ အရင်ရှုပ်ရှက်ခက်နေပါတယ်ဆိုတဲ့အနေထားတွေကနေတစဉ်အကောင်းဆုံးဖြစ်အောင်ကစားနေတဲ့ player တယောက်ဖြစ်တယ်ပြလို့ရှိရင်သူဟာဂိုးကန်သွင်းဖို့အမြဲတမ်းကြိုးပမ်းနေတဲ့ပလေယာတယောက်ကျွန်တော်ဖြစ်တော့လီဗာပူးတင်းဘက်ကိုအချိန်မီဝိဒုက္ခပေးနိုင်တယ်လို့ကျွန်တော်ပြောရမှာပဲ။ဒါအပြင်တယောက်ကဒရစ်ဘလင်းနဲ့အရန်ကောင်းတဲ့အခြေအနေမျိုးဆိုတဲ့ခါကျတော့ပြိုင်ဘက်ကိုကျွန်တော်သာအလုတ်ချုပ်အောင်တစ်ချိန်လုံးကျွန်တော်လှုပ်နေလို့ကျွန်တော်ရတယ်။အဲ့တော့ United အနေနဲ့မတူညီတဲ့ဟို performance တွေပြနေတဲ့ကစားမနှစ်ယောက်ရှိနေတယ်ဆိုတော့ကိုကပြိုင်ဘက်ကိုဘယ်လိုဒုက္ခပေးကျင်တယ်လဲဘယ်လိုကစားဟန်မျိုးရှိတဲ့ကစားမနဲ့အရင်သွားကျင်တယ်ဆိုတဲ့ပုံမှာမူတည်မှာပဲ။ဆိုတော့ ဲ့ဒီ Nero Nebadan ဘက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကိုရီမာ Wing backs တယောက်ရှိမယ်ဒါအပြင် Liverpool ဘက်ကိုကျွန်တော်ကြည့်ရင် Salah ကနောက်ကိုအများကြီးပြန်ကူရတဲ့တာဝန်မျိုးသူရမထားဘူးပြောရရင် Salah ကို Liverpool တင်းရဲ့ဘက်ကနောက်ဆင်ပြီးတော့ပြန်ကူခိုင်းတာမျိုးရှိမထားဘူးဘာလို့လဲဆိုတော့ Liverpool တင်းဒီကျွန်တော်က transition တွေရောက်ပြီဆိုတာနဲ့သူတို့ကချက်ချင်းဆိုသလို counter attack တွေဘာတွေတွားဖို့ဆိုလို့ရှိရင်ဆာလာကိုပဲသူတို့ကဥတီတာပြီးရင်ဆာလာကလည်းပဲเนาะကိုရီနဲ့ဆိုလို့ရှိရင်ကိုကတအားသွင်းနေတဲ့ကောင်ပါတယ် ဲ့တော့ကျွန်တော်တို့အနေနဲ့မိုဟာမက်ဆာလာဘက်မှာဆိုလို့ရှိရင်ဝင်းဘက်တယောက်တော့ကျွန်တော်တို့ကနေခဲ့မှရမယ်ဆိုတော့တယောက်တည်းကျန်ပါတယ်ဆိုတော့ဒီ Nero number 10 player ကဟိုပြိုင်ဘက်ကိုဒုက္ခပေးနိုင်မှုကျွန်တော်ကိုကြိုးပမ်းမယ်ဒီညမှာ frame bomb ဖြစ်ရင်ဖြစ်မယ် corner bradley ဖြစ်ရင်ဖြစ်မယ်ကျွန်တော်တို့ကဒါမှမဟုတ်ဆိုလို့ရှိရင်လည်း Dominic Schwoderlein ဖြစ်ရင်ဖြစ်မယ်ပေါ့ဗျာဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်ကတော့ Matthew Skunya ကပို့ပြီးတော့ကောင်းနိုင်မယ်လို့ထင်တယ်လေဘောင်းနဲ့ပွဲမှာပွဲထွက်ခွင့်ရဖို့ကဘာကြောင့်လဲဆိုတော့ ဟိုတယောက်ချင်းတယောက်ကြော်ဖြတ်နိုင်တယ်ကော်နာဘရဒလီကိုဒုက္ခပေးနိုင်တယ်နော်ဖရင်ပေါင်ကိုကျွန်တော်တို့ကအလိန်ခေါက်နေတဲ့ဒုက္ခပေးနိုင်တယ်ဆိုလို့ရှိရင်တို့ကမတ်ဂျစ်ကွန်ညာတီအများကြီးပူပြီးတော့အဆင်ပြေလာမှာမီဆန်ပေါင်ကတော့ဝါရိတ်ပူကောင်းတယ်ခန်စစ်မှာပူပြီးတော့ကူညီပေးလို့ရတယ်ဒါအပြင်ပါစင်ဘီလီတီကောင်းတဲ့ကစားမဆိုတဲ့အခါကျတော့ချင်းကရီတီဘိုင်းဒီမှာဆိုလို့ရှိရင်မျှော်လင့်လို့ရတယ်ပေါ့ကူညာစီရောက်ပြီဆိုလို့ရှိရင်တော့ तू ဟာ shooter type မျိုးပေါ့နော်လောကကန်တဲ့ကစားမမျိုးပြလူပေးတဲ့သူမျိုးမဟုတ်ဘူးဆိုတော့ကန်တဲ့ကောင်မျိုးဖြစ်တဲ့အတွက် ရှက်ကူတို့ပါလို့တွေ့တော့တိတ်ပြောမျောလင်းလို့မရဘူးသို့တော်လည်းပဲဟိုပြိုင်ဘက်ခန့်စီကိုဖေယူဖေးရဲ့ဖြစ်အောင် လုတ်ပြနေစွမ်းရှိတဲ့တင်မှာပါတယ်။အဲကျွန်တော်ကတော့မတီးစ်ကွန်ညာတီပို့ပြီးတော့တင့်တော်လိမ့်မယ်လို့ထင်တယ်ပေါ့နော်။တခြားတာတစ်ခုကတော့ဒါနှစ်ယောက်စလုံးကိုတပိုင်းစီမျှသုံးလို့လေကျွန်တော်ရတာပဲလေပြီးခဲ့တဲ့ဆန်ဒလန်နဲ့ပွဲတော့ငါလိုပဲအချင်းကြီးပုံမူတီးပြီးတော့ဟလာဘယ်လိုမျိုးကွန်ညာဟာပြိုင်ဘက်ခန့်စီကိုအများကြီးဒုက္ခပေးနေတဲ့ကစားမပါဒါအပြင်မတီးစ်ကွန်ညာနေတဲ့ဒီယာဒီမန်ချက်စတာယူနိုက်တက်မှာ twin goal တွေပါရည်လေသူရမထားသေးဘူး။မီဆန်မောင်းကောင်းတာကလည်းကျွန်တော်တို့ပယ်လို့မရဘူးပေါ့လေတကယ်ကောင်းပြနေတာမီဆန်မောင်းကသို့တော့ ဒါကျွန်တော်ကတော့မက်တီးစ်ကညာကိုပို့ပြီးတော့ထည့်တင်တယ်လို့ကျွန်တော်ထင်တယ်ညီကလေးရောဘယ်လိုမြင်ကြလဲဆိုတော့ဘေကစားမဘေဘေကစားမဒီမက်တီးစ်ကညာနဲ့မီဆန်မောင်တွေကဘသူ့ကိုလေပါဦးနဲ့ပုံမှာပွဲထုတ်တင်တယ်လို့ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုချစ်သူများကြီးဒီမှာလဲ